အိမ်ဆဲမှာထက်နေတဲ့စာသားလေးတွေထက်နေတဲ့တံမိုးလေးတွေပေါ့နော်ကိန်းကနဲလေးတွေကိုဟိုတကွက်ချင်းစီဖြတ်နေမဲ့အစားအခုပြောပြမယ်ခလုတ်လေးကိုတုံးပြီးတော့တခါတည်းကိုဖြတ်ထုတ်လို့ရတယ်ပေါ့နော်တခါတည်းကိုဖြတ်ထုတ်လို့ရတယ်ခလုတ်လေးကိုအခုဒီနေ့ပြောပြပြီးသွားမယ်နော်ဒါဆိုရင်အခုလက်ရှိရင်ဦးဆုံးကားကြတော့စာရှိတဲ့ဆဲကွက်တကွက်ကွက်မှာကလစ်နှိပ်ထားဖို့လိုတယ် နှိပ်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပုံမှာရှိတဲ့ data တွေဝင်ပြရမယ်เนาะဒါဆို data တွေကနေပြီးမှာဒီမှာ data tools ဆိုတဲ့ glue တွေကနေပြီးမှာ remove duplicate ပေါ့เนาะထပ်နေတဲ့တန်မိုးလေးတွေထပ်နေတဲ့စာသားလေးတွေကိုဖြတ်မှာဆိုတဲ့အကြောင်းမို့လို့ remove duplicate ဒါလေးနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာ add slot all ဆိုတော့ဒီနေရာလေးကိုတစ်ချက်ကလစ်လိုက်မယ်เนาะလိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာသူကဘာပြောတာလဲဆိုလို့ရှိရင် အခုလက်ရှိထက်နေတဲ့ဥမာတံမိုးတော်၎င်းစာသားတော်၎င်းဘယ်ခေါင်းစဉ်အောက်ကဟိုစာသားတွေကိန်းကနန်းတွေကိုလုတ်မလဲဆိုတော့သူကခေါင်းစဉ်ကိုအရင်ယူခိုင်းနေပေါ့နော်ဒါဆိုရင်ဥပမာနေတဲ့ဒီမှာ customer ပေါ့နော် customer နာမည်လေးတွေကထက်နေတယ်ဒါဆိုရင် customer ထက်နေတဲ့နာမည်လေးကိုပြန်ပြီးတော့ဖြတ်မှာဆိုတော့ကြောင့်မို့လို့ customer ဆိုတဲ့ခေါင်းစဉ်ကိုအမှန်ကျစ်ထည့်လိုက်တယ်နော်ကလေးတစ်ချက်နှိမ့်မှန်ကျစ်ထည့်တယ်ပြီးလို့ရှိရင်တော့အောက်မှာရှိတဲ့ okay ကိုတစ်ချိန်နှိမ့်လိုက် ဒါဆိုလို့ရှိရင်ဒီမှာကျတော့သူကဘယ်နှခုဖြတ်ထုတ်ရလဲဆိုရင်ဒီမှာ17ခုဖြတ်ထုတ်တိုက်တယ်ဆိုတော့အမပြောတယ်ပေါ့နော်။ဟောပြီးဒါဆိုရင် okay လေးကိုတကြိမ်နှိပ်လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ဒီမှာထပ်နေတဲ့ customer နာမည်လေးတွေကိုသူကနေပြီးမှတစ်ခါတည်းကိုဖြတ်ပြီးသွားတယ်ပေါ့နော်။